နိဗ္ဗာန်ကိုရောက်ဖို့အားထုတ်နေတဲ့ပုဂ္ဂိုလ်တရားဟာကုသိုလ်ကံအကုသိုလ်ကံတဏှာပြည့်မှရောက်နိုင်မယ်ဆိုရင်နိဗ္ဗာန်ရောက်ခြင်းနဲ့ဆန္ဒကလည်းလူချင်းတက်မဲ့တဲ့တဏှာလို့ခေါ်ပါသလားဆန္ဒနဲ့တဏှာနဲ့အတခြားစုနော်ဆန္ဒဆိုတာကြည့်နေသွားစားကျင်တာနဲ့ သူများကိုပေးချင်တာဒီချင်းနှစ်ခုကတူမတူစဉ်းစားကြည့်ပေါ့နော်လှူချင်တယ်ဆိုတာရယ်ကိုသုံးချင်တယ်ဆိုတာရောတူမတူစဉ်းစားကြည့်ပေါ့ကိုသုံးချင်တာဆိုတာကြတော့တဏှာပဲရောက်တာပေးချင်တယ်ဆိုတာကြတော့ဆန္ဒအဲ့တော့နိဗ္ဗာန်ကိုလှူချင်တယ်ဆိုတာလည်းပဲနိဗ္ဗာန်ကိုလှူချင်တယ်ဆိုတာဟာခန္ဓာငါးပါးကိုဆုံးလွတ်ချင်တယ်ဆိုတဲ့အဓိပ္ပာယ်ပဲနိဗ္ဗာန်မှာခန္ဓာမရှိဘူးလေ ခန္ဓာမရှိတော့ခန္ဓာကိုဆုံးလွတ်ခြင်းနဲ့ဆိုတာတတ်မဲ့เสียဘာမှမပါမပါတော့နိဗ္ဗာန်ကိုလိုချင်တာဆိုဆန္ဒလာဖြစ်တယ်တဏှာမဖြစ်ဘူးသို့တော့နိဗ္ဗာန်နံဘရမန်ဒုက္ခနိဗ္ဗာန်ဆိုတာသိချမ်းသာတာပဲမအိုရဘူးမနာရဘူးမသေးရဘူးဆိုရင်ပုထုဇဉ်တွေတွေးပြီးတော့နိဗ္ဗာန်ကိုဟိုနိဗ္ဗာန်အစစ်မဟုတ်တဲ့ပေါ့နော်မအိုဘူးမသေးရဘူးဆိုတာတွေကိုတွေးပြီးတော့ လိုချင်သေးဖြစ်ရင်တော့တဏ္ဍပါကောင်းပါနိုင်တယ်မို့သူတွေမှာတဏ္ဍပါကောင်းပါနိုင်